ုတ္တသုအထုပကအခါရဘာမြတ်စွာဘုရားသည်ယဟန်တော်များနှင့် အတူ မကရာတိုင်း၌ဒေသစာရီကြွချီခဲ့ရာတခုသော အရ၌မိအကြီးအကျယ်လောင်းနေသည်နှင့် ကြုံရ၏ထိုမိကြီးကဖယားရှင်ထံရောက်မလာပဲ ဖယားရှိရာပပ္ပလေ16ပဲအရကရှောင်းကွင်းရာယဟံမြတအန်တောချီးမွမ်းပြောဆိုကြ၏ထိုအခါဖယားရှင်ကဤအရကိုမိကွင်းခြင်းမှာငါဖယားဤယခုဘဝအစံအစွမ်းမဟုတ်ငါဖယားဤရှေးအခါကသစ္စာစွမ်းအားသာဖြစ်သည်ဟုမိန်တော်မူပြီးလျင် အတိတ်ကိုဆောင်းတော်မူ၏အခါတပါမြတ်စွာဘုရားသည်မကရာတိုင်တခုသောတော်အဝဲငုံမျိုး၌ဖြစ်၍ဥကွန်တွင်မှပေါက်ခါစအမွေးအတောင်မဆုံးသေးမီတော်မိအကြီးအကျယ်လောင်းလာသဖြင့်မိဘများနှင့်တကားငှဲ့ပေါင်းသည် သေးပေမှကြောက်ကြလေသောကြောင့် တောအုံမှာထွက်ပြေးကြကုန်၏ဖျားအလောင်းငုံမင်းသည်ဥကောင်းကိုထောင်ပြီးကြည်လိုက်တော့တောမီးကြီးနီးကပ်လာသည်ကိုမြင်ရသဖြင့်ငါအာသစ္စာပြုသည်မှတပါအခြားကိုးွယ်ရာမရှိပြီဟုအကြံဖြစ်ခာတန်တိပက္ခအပတနာစသည်ဖြင့်သစ္စာပြုသောအခါ လောင်သောတော်မီမှရှောင်းခွာအေးငိမ့်သွားလေသည်ဟု ဟောကြတော်မူလေသည် ထိုဟောကြတော်မူသော ဝတ္တသုတ်ပရိတော်သည်ကဘုရင်တံဗောဓိတံဗာရိနိဗ္ဗတံဝတ္တဇာတိယံယတတေစေနာတာဝဂီမဟာတတံဝိဝဇယိ ထေရသာသာရိဗုဒ္ဓသာလောကနာထေနာပါတိတံကပ္ပထာယေမဟာတေဇံပရိဒံတံဗနာမဟိအာဒီလောကေသီလဂုဏောသစ္ဆံသောစေယနှုတ်တရာတေနသစ္စေနာကဟမိသစ္စာကိရိယာမௌဓမံအာဝဇိတဝါဓမ္မပလံတရိတဝါပုပ္ပကေစီနေ သစ္စာဗလာမဝတ္တယသစ္စာကိရိယာမကတဟံတန္တိပက္ခအပတနာတန္တိပါဒအဝိဆနာမာတာပိတာသနိခန္ဓာဇာတဝိရပဋိကမအဟတိစေကတိမရှံမဟာပိဇလိတောတိခိဝဇေတိသောလတာကရိတာနိဥရကံပတ္တဝယထာတိခိ သစ္စေနာမေတမောနတ္ထိဣဒံမေသစ္စာပါရမီဝတ္တတုတ်တံနေတိတံ